ဖန်ဆင်းရှင်ခုနှစ်ကြိမ်လောက်ဖြစ်ခဲ့ဘူးတဲ့ဗုဒ္ဓအလောင်းလျာလို့ပြောတော့ခါကြတော့တချို့ကဖန်ကိုကျော်ကြီးကဖန်ဆင်းရှင်မရှိဘူးတဲ့ပြောတယ်ရှိတယ်လည်းပြောတယ်ဘာတွေလဲပေါ့နော်ဒီစကားကဒီအကြောင်းအရာကိုဘာဖြစ်လို့ကျွန်တော်ပြောရလဲဆိုတော့မနေ့ကဗုဒ္ဓဘာသာသည်မေတ္တာကိုအခြေမခံဘူးလို့ပြောလိုက်တဲ့ကိစ္စမှာဗုဒ္ဓဘာသာဝင်တဲ့ကောင်ကိုနားမလဲတဲ့လူရှိသလိုတခြားသောဘာသာဝင်ကဘာလာပြောလဲဆိုတော့မေတ္တာကိုအခြေမခံရင်းနဲ့ပြဿနာကိုအခြေခံတဲ့ဘာသာလားတဲ့အဲအဲ့ဒီလိုမျိုးလာပြောတာနေရှိတယ် နော်ဗုဒ္ဓဘာသာတွေကဗုဒ္ဓကမေတ္တာတရားကိုမဟောခဲ့ဘူးလားဘယ်သူဘယ်ညာဘောနော်ဗုဒ္ဓကအကုသိုလ်တရားမှန်သမျှအကုလုံးဟောခဲ့တယ်အကုသိုလ်တရားမှန်သမျှလည်းအကုလုံးပြခဲ့တယ်ဒါကအကုသိုလ်ဒါကကုသိုလ်ဆိုပြီးပိုင်ပိုင်ခြားခြားစနစ်တကျနဲ့အကုန်ပြခဲ့တယ်ဗုဒ္ဓဘာသာကမေတ္တာကိုဘာလို့အခြေမခံတာလဲလို့မေးလို့ရှင်တစ္ဆာ၄ပါးကိုအခြေခံတာဗုဒ္ဓဘာသာရဲ့အခြေခံတစ္ဆာ၄ပါးပဲအဲ့ဒီတစ္ဆာ၄ပါးမှာဒုက္ခရဲ့တမှုရရဲ့တမှုရကတဏ္ဍဒုက္ခကဆင်းရဲတယ် ခန္ဓာရှိရင်ဆင်းရဲတာပဲမူရတာလည်းဆင်းရဲတယ်သိရတာလည်းဆင်းရဲတယ်ဆင်းရဲနေနဲ့စုဝေးနေတယ်အစုဝေးကြည့်ပဲအဲ့ဒီဒုက္ခတွေငြိမ်းရနိဗ္ဗာန်ဆိုတာရှိတယ်အဲ့ဒီဒုက္ခတွေဘာကြောင့်ဖြစ်လဲလို့အဲ့ဒီဒုက္ခတွေလွတ်ရမကသစ္စာဆိုတာရှိတယ်အဲ့တော့မကင်ရှစ်ပါးလို့ပြောလိုက်တာ ਨੇ နှစ်မျိုးပြတယ်တစ်မျိုးကအာတဝတရားတို့ရဲ့အာယုံဖြစ်တယ်ကုသိုလ်ကမ္မပါဒတရားတို့ရဲ့အဖို့ပါကဖြစ်တယ် ကောင်းကျိုးချမ်းသာတွေရတယ်တန်တရားဝဆင်းရဲတဲ့မှာကောင်းကျိုးချမ်းသာတွေရတယ်အဲ့ဒီအကျိုးပေးကိုလည်းရှိတယ်နောက်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့သီလတမာရီပညာအစင့်မြင်သွားတဲ့သီလတမာရီပညာတွေဝိပဿနာပညာတွေတမထပညာတွေ ਨੇ မြင့်တဲ့မဂ်ခင်၈ပါးလည်းရှိတယ်အနိုင်ဆုံးမဂ်ခင်၈ပါးသည်ကုသိုလ်ကမ္မပရာတရား၁၀ပါးကိုကျင့်သုံးရတယ်အကုသိုလ်ဒုစရိုက်၁၀ပါးကိုရှောင်ကျင်ရတယ်ဒါမနေ့ကအကျယ်အကျယ်ချဲ့ပြီးပြောခဲ့ပြီးသွားပြီเนาะ ဗုဒ္ဓဘာသာကြီးရဲ့အလုတ်ကဒူးစရိုက်၁၀ပါးမဖြစ်မနေရှောင်ရတဲ့အလုတ်အဲ့ဒါမက္ကင်၁၀ပါးကိုဖြည့်ကျင်ခြင်းဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားကမြင့်တာဒီကရုဏာဒီမဟောခဲ့ဘူးလားဆိုတော့အများကြီးဟောခဲ့တာတလီကြီးဟောခဲ့တာကောင်းမှုကုမှုတို့မှန်သမျှနောက်ဆုံးဘယ်လောက်ထိမှာခဲ့လဲမကောင်းမှုကိုရှောင် ကောင်းမှုကိုဆောင်ဖြူအောင်စိတ်ကိုထားဖြူအောင်စိတ်ကိုထားဆိုတဲ့နေရာမှာမြတ်တာကရုဏာမုဒိတာဥပ္ပခါဆိုတဲ့တရားတွေကဗျာမင်းဆိုတရားတွေလောကကြီးထဲမှာမရှိမဖြစ်လိုအပ်တဲ့တရားတွေ လူမှန်ရင်ကိုလိုအပ်တဲ့တရားတွေဟုတ်ပြီလားအဲ့ဒီတရားတွေကဗုဒ္ဓဘာသာမှာမဟုတ်ဘူးဟိန္ဒူဘာသာမှာလည်းရှိတယ်ခရစ်ယာန်မှာလည်းရှိတယ်အစ္စလာမ်မှာလည်းရှိတယ်ခရစ်ယာန်ဘာသာမှာဆိုအလွန်အမြန်ကြော်ကြားတာမာသာထရီဇာတို့အလွန်အမြန်ကြော်ကြားတဲ့ပုံကူကြီးမေတ္တာတရားနဲ့ပတ်သက်လို့တခြားတခြားသောမေတ္တာတရားရှိတဲ့ပုံကူကြီးလည်းအများကြီးပါပဲခြားဘာသာဝင်တွေမှာလည်းရှိတယ်ဒါထင်ထင်ပေါ်ကြောက်ကြတာကိုဥပမာပေးတာလက်ရှိအချိန်မှာဆိုရင်ဒီကုသိုလ်တွေနဲ့ပတ်သက်ပြီးအကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ဖို့ဟောပြောနေတယ် ဟိန္ဒူဘာသာအစ္စလမ်ဘာသာခရစ်ယာန်ဘာသာမှာအကုန်လုံးဘာသာကြီးခေါင်းဆောင်နေတဲ့မှာပြောဟောနေတဲ့လူတွေရှိတယ်လို့ဂုံးတိုက်နေတဲ့လူတွေလည်းရှိတယ်။အဲ့တော့ဒီလိုကုသိုလ်ကောင်းမှုတွေလုပ်ဖို့ပြောဟောနေတဲ့ပုံကိုယ်တွေကိုချင့်ကန့်ရင်မိမိတို့အတွက်အကျိုးစီးပွားရှိတယ်။ဒါမျိုးပြောတာ။အဲ့တော့ဗုဒ္ဓဘာသာရဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးမေတ္တာတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဘလောက်တိုက်တွန်းတော်မူလဲဆိုတော့အင်္ဂုတ္တရနိကေတတကနိဗ္ဗာန်မေတ္တာတုတ်ဆိုတာရှိတယ်။မေတ္တာမဟုတ်ရေးချမပါဘူး။မေတ္တာတုတ်တော်ဝင်းဘူး တွေ့တို့မရေတာဝန်ပုံနှလုံးစင်မေတ္တာတုတ်ဆိုတာရှိတယ်။အဲ့ဒီတုတ်မှာတော့ဖိုင်။မြတ်စွာဘုရားကခြေသားတို့တဲ့ကောင်းမှုကုသိုလ်လုပ်ရမှာမကြောက်ကြနဲ့တဲ့။ကောင်းမှုကုသိုလ်ရဲ့အမိကချမ်းသာပဲတဲ့။ချမ်းသာရဲ့အမိကကောင်းမှုကုသိုလ်ပဲတဲ့။ကောင်းမှုကုသိုလ်ရဲ့အမိကချမ်းသာပဲတဲ့။ကောင်းမှုကုသိုလ်လုပ်နေတဲ့သူကချမ်းသာကိုရနေတယ်တဲ့။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ငါဒီကျိန်မောင်းနှစ်ပေါင်းများစွာ ကောင်းမှုကုသိုလ်ချမ်းသာဒီကောင်းမှုကုသိုလ်ရဲ့အကျိုးစီးပွားကိုသိခဲ့တာငါကောင်းကောင်းမှတ်မိလေတဲ့ငါဘဝတစ်ခုမှာဒီနှစ်ပေါင်းများစွာခုနှစ်နှစ်လုံးလုံးကိုမေတ္တာနဲ့ရှင်နဲ့ဇန်စိတ်ကိုငါပွားများတယ်မေတ္တာကရိုးရိုးတန်းတန်းတရားဝါးကြီးကျမ်းမာကြပါသည်ချမ်းသာကြပါစေဘဇက်ကလည်းညွတ်နေလို့မရအောင်စိတ်ထဲမှာနှလုံးသားထဲမှာတကယ်ကိုပဲ နုံနုံကြကြရှိလာပြီးတော့ဒီတတဝါကိုဖျက်ဆီးလို့တဲ့ဆန္ဒမရှိပဲတကယ်ကိုဒုက္ခဆင်းရဲတွေကလွတ်ပါပြီချမ်းသာပါစီဒီတတဝါဒီဘယ်တော့မှဘေးဥပအန္တရာယ်ဒီမဖြစ်ပါစေနဲ့ဒုက္ခတွေမရောက်ပါစေနဲ့စိတ်ကိုပွားများတာမိမိစိတ်ကိုပွားများရင်ပွားများရင်လည်းအဲ့စိတ်ကဇန်စိတ်ဖြစ်လာတယ်ဇန်စိတ်ဖြစ်လာတဲ့အချိန်ကျရင်ဗျာပါဒသူများကောက်ဖျက်ဆီးလို့တာအမုန်းတရားမျက်စောင်းလေးထိုးကြည့်ခြင်းနဲ့စိတ်ဒီမလို့မုန်းတာတဲ့စိတ်ဒီမိမိစိတ်ထဲမှာလုံးဝမရှိတော့မရှိတော့တဲ့အချိန်ကျရင်အဲ့ဒါဇန်ပေါ်လာတာပဲ အဲ့ဒီချိန်ကျရင်ချမ်းသာတယ်ငြိမ့်ဤတဲ့ဇန်လေးပေါ့အဲ့ဒီဇန်လေးနဲ့ငါခုနှစ်နှစ်လောက်နေလိုက်တာတဲ့တန်ဝတ္တကဝိဝတ္တကဆိုတော့လောကကြီးပြည့်စည်သွားတဲ့ကလောကကြီးပြန်တည်လာတဲ့ကအဲ့ဒီကတ်ဒီမှာငါဒီကာမဘုံလူဘုံကိုပြန်လာတယ်ဆိုတော့တခါမှမမှတ်မိဘူးတဲ့တခါမှလူဘုံကိုပြန်မလာဘူးတဲ့အဲ့ဒီလိုကဘာကဘာခုနှစ်ချိန်ပေါ့ခုနှစ်ချိန်လုံးလုံးကဘာဖြစ်ပြီးပြတ်သွားတယ် ကဘာလို့ဘာလို့မသုံးလာလဲလို့လူမေးလို့ရှိရင်လူတွေကကဘာလို့ပြောလဲကျတို့နေတဲ့တနေရာတည်းလို့ထင်တယ်တန်ဝတ်တကတ်ဆိုတာစက်ကြဝလာကြီးတစ်ခုလုံးပြတ်သွားတာဘာမှမရှိအောင်ပြတ်သွားတာအဲ့စက်ကြဝလာကြီးတစ်ခုလုံးနဲ့မှာပြာမီးသွေးတော့မရှိတော့ဘူးအဆိုင်ခဲနဲ့ပတ်သက်တာဆိုလို့အကုန်လုံးကမီးလောင်မြင်ဖြစ်ပြီးတော့အကုန်လုံးပြတ်စီးသွားတာလုံးဝအမှောင်တိကျသွားပြီအဲ့ဒီအမှောင်ထဲမှာအေးခဲမှုတွေနဲ့ဒီရုပ်ဝတ္ထုအနေနဲ့အမှုံအမွားတွေပဲရှိတော့တာအဲ့ဒီလောက်ထိဖြစ်သွားအောင်ပြတ်စီးသွားတာလောကကြီးကအဲ့ကြောင့်မလို့ကဘာပြက်တာမဟုတ်ဘူးလောကကြီးတစ်ခုလုံးပြတ်သွားတာ အဲ့ဒီမှာမြမဘုံကအစာပြတ်သွားတာအဲ့လိုမြမဘုံကြီးပြန်တီလာတဲ့အချိန်ကြလို့ရှိရင်အဲ့ဒီလိုစပြီးတော့လောကကြီးပြန်တီလာတဲ့အချိန်မှာလူလောကကိုမျက်စွာဘုရားကအလောင်းတော်ကငါလူလောကကိုခုနှစ်ချိန်လုံးလုံးတစ်ခါမှပြန်မလာရဘူးလေပြန်မလာရတဲ့အပြင်ကိုငါမြမကြီးခုနှစ်ချိန်တိုင်တိုင်ဖြစ်တယ်လေမဟာမြမကြီးဒီလောကကြီးပြန်ပြီးတီးပြီးဆိုရင်အရင်ဆုံးပေါ်လာတာဒီပထမဆုံးမြမဘုံပဲ အဲ့ဒီမြမဘုံကအရင် ပေါ်လာတယ်ပေါ်လာပြီးွားလို့ရှိရင်အဲ့ဒီအဘဒရာကနေသူတော်ကောင်းတွေကနေတော့တေပြီးတော့အဘဒရာမှာပထမဦးဆုံးပို့လာပေါ်လာတဲ့ပုဂ္ဂိုလ်ကအရဖန်ဆင်းရှင်ပဲ။ဘာကြောင့်လဲလို့မေးလို့ရှိရင်သူကငါငါကိုစိုးမိုးနိုင်တဲ့သူမရှိဘူးတဲ့။ငါဒီအလုံးစုံပြည့်စုံတဲ့သူဖြစ်တယ်တဲ့။တကယ်ကိုပြည့်စုံတာ။သူ့စိတ်ကြံပေါ်တိုင်းပေါ်တိုင်းမှာလောကကြီးအဖြစ်ဖြစ်လာတယ်။ဒီလောကကြီးဖြစ်လာတဲ့အကြောင်းတရားတွေထဲမှာသူ့ကြောင့်လည်းပါတယ်။ဘာကြောင့်မို့သူကသူ့ကိုယ်သူ ဖန်ဆင်းရှင်လို့ထင်တာဒါလည်းမဆန်းဘူးသူစိတ်ကြံပေါ်လာတိုင်းလောကကြီးအမြဲတမ်းပြောင်းလဲသွားတယ်လောကကြီးထဲမှာလူတွေကရောက်လာတဲ့တတ္တဝါတွေကိုယောင်ကိုဝါတွေပျောက်သွားတဲ့အချိန်မှာအရန်ထိတ်လန့်ကြောက်ရွံ့သွားအမောင်တိုက်ကြီးထဲမှာဘာမှမမြင်ရတော့ဘူးမမြင်ရတဲ့အချိန်မှာအခုအချိန်မှာအလင်းရောင်ကြီးပေါ်လာရင် ကောင်းမှာပဲလို့ဖြစ်တဲ့အချိန်မှာဒီမြမာကြီးကလည်းဒီတတ္တဝါတွေကိုအလင်းရောင် ပေါ်ပါပေါ်စေခြင်းနဲ့စိတ်ပေါ်လာတယ်ပေါ်လာတာနဲ့အဲ့ဒီမှာနေဒီလာဒီနတ်ခတ်ဒီကျဲဒီပေါ်လာပဲ ဲ့တော့သူစိတ်အကြံပေါ်တိုင်းပေါ်တိုင်းမှာလောကကြီးကပြောင်းလဲပြောင်းလဲသွားတယ်ဖြစ်တဲ့အတွက်သူကလောကကြီးကိုစိုးမိုးထားတယ်လို့သူအမြဲတမ်းသူ့စိတ်ထဲမှာထင်တယ်။ဒါလည်းမထုတ်ဆန်းဘူးပေါ့နော်။သူစိတ်ကြောင့်လဲပါပါလိမ့်မယ်။ပါကိုပါတယ်လို့ပြောလို့ရတယ်ပေါ့နော်။သူစိတ်အကြံပေါ်တိုင်းမှာလောကကြီးကအမြဲတမ်းအပြောင်းလဲတည်ဖြစ်တယ်။အပြောင်းလဲတည်ဖြစ်တဲ့အတွက်သူဒီလောကကြီးကိုမြမအနေနဲ့စိုးမိုးသူလို့သူ့ကိုယ်သူထင်တယ်။အဲ့ဒီလိုအချိန်မျိုးကမျက်စွာဖျားခုနှစ်ချိန်တိုင်တိုင်ဖြစ်ဘူးလေ။မျက်စွာဖျားအလောင်းတော့ပေါ့နော်။ မျက်စွာဘုရားမဟုတ်မျက်စွာဘုရားအလောင်းတော်ခုနှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့ဘူးလေအဲ့တော့ဒါကိုထောက်ရှုခြင်းအားဖြင့်ဖန်ဆင်းရှင်ကိုယ်ဝင်နေတဲ့သူတွေကဒီကုသိုလ်ကောင်းမှုတွေမလုပ်နိုင်ဘူးလားလုပ်နိုင်နေအဲ့ဒီလိုအကျိုးစီးပွားတွေမရနိုင်ဘူးလားရနိုင်တယ်ဗုဒ္ဓအလောင်းတရားဒီအဲ့ဒီအချိန်ကဗုဒ္ဓဘာသာလည်းမဟုတ်မျက်စွာဘုရားကိုကိုးကွယ်တာလည်းမဟုတ်ဘူးအဲ့ဒီအချိန်မှာလည်းဖရားမရှိဘူးဘာဖရားပွင့်နေပါတယ်လို့ဒီထဲမှာမပါတဲ့အတွက်ဘယ်ဖရားကိုကိုးကွယ်ပါတယ်ဆိုတော့မပါဘူးအဲ့တော့သူဒီကုသိုလ်ကောင်းမှုလုပ်နေတယ်တမနာတယောက်ဖြစ်တယ် အလောင်းတော်ကအလောင်းတော်တမနာဘဝမှာတင်အဲ့ဒီလိုလုပ်ရင်အဲ့ဒီလိုအကျိုးကျေးဇူးများတယ်ဆိုရင်ဘာသာကြားတွေကတော့အဲ့ဒီလိုလုပ်ရင်မရနိုင်ဘူးရနိုင်တာပေါ့မေတ္တာတရားတွေကရုဏာတရားတွေအဲ့ဒီလိုလုပ်လို့ရှိရင်အဲ့ဒီအကျိုးကျေးဇူးကိုတေချာပေါက်ရတယ်ဟုတ်လားဒါဆိုရင်ဖန်ဆင်းရှင်တော်သူ့ကိုယ်သူထင်တဲ့ပုဂ္ဂိုလ်ကြီးကဒီလိုကုသိုလ်ကောင်းမှုတွေကိုရှေ့ကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေစက်ခါခံစားရတယ်ဆိုရင်ဖန်ဆင်းရှင်ကိုယုံကြည်တယ်ယုံကြည်တဲ့စိတ်နဲ့ကောင်းမှုကုသိုလ်လုပ်ရင်ရောကုသိုလ်တွေမရနိုင်ဘူးလားရနိုင်တယ် ယုံကြည်မှုတရားတရားကအရေးကြီးတာအဲ့ဒီတရားတရားကြောင့်ကောင်းမှုကိုလုပ်ရင်ကောင်းကောင်းကျိုးတွေရနိုင်တယ်ဆိုးကျိုးကိုလုပ်ရင်ပို့ပြီးဆိုးကျိုးရတယ်ဘာကြောင့်လဲဆိုအမြင်မာတာမိစ္ဆာဒိဋ္ဌိကတစ်မျိုးအကုသို့ကတစ်မျိုးနှစ်မျိုးပေါင်းထားတဲ့အတွက်ပို့ပြီးဆိုးကျိုးရတယ်ဟုတ်ပြီလား